ဒီနေ့ကတော့ရန်ကုန်တိုင်းဒေသကြီးမော်ဘီမြို့နယ်မှာတရှိပြီးတော့လူသူအယောက်ပေါင်နေတဲ့ကွင်းမြင့်ကြီးရဲ့အလင်းမှာသာသနာပြုရန်ရည်ရွယ်ပြီးသတင်းသုံးတော်မူသောဆရာတော်ဘုရားကြီးရဲ့ရိုးရိုးရှင်းရှင်းနဲ့တိဆောက်ထားတဲ့ဝါကြောင်းလေးအတွင်းကကထိန်ပွဲကိုတာဝန်ကြမှာဖြစ်ပါတယ်ခင်ဗျာဒါကျွန်တော်တို့မော်ဘီတိုးကိကြော်ပြီးဆိုတာနဲ့ကျွန်တော်ညာဘက်အချမ်းမှာရွှေဘန်းကြီးသာသနာရေးတာဆိုတဲ့လမ်းညွှန်ဆိုင်မှုလေးအတိုင်းကိုကျွန်တော်တို့တွားကြမှာဖြစ်ပါတယ်လမ်းအနည်းငယ်ကျမ်းနာဖြစ်တဲ့အတွက်ထိန်းချောင်းပြီးတော့ကျွန်တော်မိနစ်20လောက်မောင်းပြီဆိုတာနဲ့ ခြေပန်းငယ်တာသနာရိတ်တာတရှိရာကျွန်လမ်းထိပ်ကိုရောက်ရှိမှာဖြစ်ပါတယ်ခင်ဗျာဒါအခုလိုတည်တန့်ဆန်တဲ့နေရာလေးကိုအလူချင်းနဲ့ရောက်ရှိလာပြီးတော့ကျောင်းဝန်းထဲမှာကရင်ခင်းတော့မှာမြင်ရမှာဆိုတော့ကျွန်တော်ရင်ထဲမှာပြင်ပြတက်အောင်ပဲပီတိဖြစ်နေပါတယ်ခင်ဗျာဘုရားရဲ့ဆရာတော်တကတော်စုတမြတ်ကြီးရဲ့သီလကုန်သမားတွေကိုတပည့်မိသားစုကတသိန်းပြီးတော့တချို့ပြည်သားတွေက9000ကျပ် ဒီဘုန်းဆောင်ဝယ်ဆုံးမိသားစုကတသိန်းကျနေကူးမျိုးနဲ့အဝေးကမှတ်ကြောင်းဆရာတော်ဘုရားနဲ့တပည့်တော်မှာပေါင်းတော်ပေါင်းသက္ကန်း5000 5000ကျပ်ကိုပေါ့စီမေးခိုင်မိသားစုကဆေးသိန်းကျဒေါ်ရီဆာမိသားစုက9သိန်းကျလူတိုင်းရဆောင်ဝယ်ဆုံးကတသိန်းဘုရင်ရှင်ရဲ့မိသားစုက9000ကျပ်ပုဇော်မုန်းအဒေါ်ရုဒန်ကိုပြီးအပ်တော့3000ကျပ်ဒေါ်ဒင်းဆောင်အေးဒေါ်တေအောင်မိသားစုက9000ကျပ်ဝန်တော်သူမတ်စုဝရီယာကြီး မိသားစုကတသိန်းကြီး428သိန်း428သိန်းချက်တည်တည်ခွေလိုအလူခံရချုပ်ခဲ့ပါလေအဲ့ဒီလူခံရချိတဲ့ကိုကြီးကိုဒရေလူတန်းပွေရာလေးကျွေးမွေးအခန္ဓာလေးတုတ်ပြီးပိုတဲ့ငွေပြီးဘုလိုတတ်နိုင်ဆုံးတကြောင်းသဆောင်ရဲ့ဖြစ်စေရလို့အတတ်နိုင်ဆုံးလူညာပိုင်းမှာလဲဆွဆန်ဆွေတာပြီးတော့ပြင်လာတော့ကြားတာပေါ့နော် ဟုတ်လားဖြူတန်းထားပါလေကြီးတဲ့ဘွေးတဲ့ဘက်ပါလေအကောင်းအကောင်းကျုံးတော့ဖြစ်အောင်လို့ပြန်ပါပြီးတော့ဆောင်ရွက်ပြီးတော့ကျုံးဝေးအပ်ခံပြီးတော့ထားပါလားအဲ့တော့ပုံသမ ्या ငွေသည်ဘာလို့တော့ကျောင်းတကကျောင်းမလေးမဖြစ်ဘူးလားအကကျောင်းမလေးပြီးတော့သူ့တကတော့မဘောသူ့တော့မနေရတစ်ချက်ဖို့တာတစ်ချက်ပြတ်သွားတာအာတစ်ချက်တော့မကောင်းအများကြီးပေါ့နော်တစ်ချက်ဒီကောက်ပြတ်နော်အဲ့တော့ပြည့်စည်နေတဲ့ဒီလိုမျိုးမျိုးတွေကိုအစင်းဒီဇိုင်း တို့ကောင်းမှုတွေပြုနေအောင်လုပ်သားကြပါတို့တို့ကောင်းမှုတွေကိုအလုံးဒကာရမပေါင်းသူတို့ကောင်းနေနံပါတ်၄ပြန်ရှုပ်မယ်နော်တို့တို့ကိုအလုံးယူပါရမလို့ရမှာလို့တို့တို့လည်းကိုလောက်ရမှာနံပါတ်၄တို့တို့တွေကိုဖြတ်ကားထားကမလို့ရမှာလောက်ရမှာလားလောက်ရမယ်နံပါတ်၃ဖြစ်ပေါ်လာတဲ့ဆန္ဒတွေနော်ချက်ချင်းလက်လုံးမှခံနေတဲ့အဲ့ဒီကိုယ်တော်ဖေးရည်ကိုအရာယူပါတဲ့။ဒါတရားထက်တဲ့အလူရှင်ကိုတွေ့မြင်ရ ေဒနာအပြစ်နဲ့လှူဒန်းမှုတွေကိုဖူးမြော်ရတဲ့အတွက်ဘလို့မှနှိုင်းရှင်မရတဲ့ပီတိကိုခံစားရပါတယ်ခင်ဗျာဒီအလှူဒါနများရဲ့ကောင်းမှုကံကဆရာတော်ဘုရားကြီးဤသာသနာပြုခရီးစဉ်ကိုပိုမိုအေဂျင်စီမှာမလွဲအေကံဖြစ်ပါစေကြောင်းတာရုခေါ်ရင်းနဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါတယ်ခင်ဗျာအလုံးကြာကြာသမျှတည်တည်သမျှရှိရှိသမျှမြင်မြင်သမျှဘုဒ္ဓအမြ ားလုံးကြကြသမျှပြပြသမျှရှိရှိသမျှမြင်မြင်သမျှကုသိုလ်အများအများအများဒုရမှုရပါကုန်လောသာဓုသာဓုသာဓုအားလုံးကြကြသမျှပြပြသမျှရှိရှိသမျှမြင်မြင်သမျှကုသိုလ်အများ जा